အဝေးကွင်းမှာစပါးကိုအနိုင်ယူပြီးပွဲစဉ်စီအားပေါ်ပိုင်းကိုပြန်လည်တက်လှမ်းလာနိုင်ခဲ့ပြီဖြစ်တဲ့ Chelsea အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ကိုစိုင် Chelsea Live YouTube Channel နဲ့ Facebook Page ကနေပြောင်းအညီကိုတရားလုံးနေထွေးဆောင်နဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြပတ်သွားမယ့်အကြောင်းအရာလေးကတော့မင်းညာက Premier League ပွဲစဉ်30ပြည့်ရှင်ပြန်ကစားခဲ့ကြတဲ့ Tottenham Hotspur တင်းနဲ့ Chelsea တင်းတို့ရဲ့ပွဲပြီးသုံးသက်ချက်လေးပဲဖြစ်ပါတယ် London Stadium ကွင်းမှာကစားခဲ့ကြတဲ့မင်းညာကပွဲစဉ်မှာ Chelsea တို့အဝေးကွင်းမှာစပါးကိုတကူးကူးမရှိဆိုတဲ့ချင်းမြောင်းနဲ့ရလတ်နဲ့အနိုင်ယူကပွဲစဉ်စီအားအဆင့်၅ကို ပြန်လည်တလဲနာနိုင်ခဲ့ပြီပဲဖြစ်ပါတယ်ဆက်လက်ပြီးပွဲကြောင်းကိုပြောရမယ်ဆိုရင်ချယ်ဆီနီးပြအန်ဆိုမာစကာနဲ့အသင်းသားတွေဟာဆန်နာလန်ကိုရှုံးနေခဲ့ရတဲ့ပွဲစဉ်ကိုတင်ကန်းစာယူပြီးအင်စာကောင်းကောင်းလှုပ်လာခဲ့ကပွဲကိုတေချာလေးချင်းကကစားခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်ချယ်ဆီကသူတို့ရဲ့ပုံမှန်ကစားကွက်ဖြစ်တဲ့၄နှစ်၃နှစ်ပုံစံကိုပဲအခြေပြုလာကဆန်ချက်ဖိုဗာနာချာလော့ဘာဂူစတိုကူကူရဲလာ ရီစီဂျိကိုင်စီဒိုအန်ဆိုခါနာချိုနတ်တိုဂျာအိုဘတ်တိုတို့နဲ့အင်ရှင်စပါးကိုယင်းဆိုင်ကစားခဲ့ပါတယ်ပွဲစားရဲဆိုတာနဲ့ချယ်ဆီတင်းကစပါးဘက်ကိုတိုက်စစ်စဉ်ပြရပေးကစားခဲ့ ခဲ့ပေမဲ့နှစ်သင်းစလုံးအမိုင်းနှဲစွာဘောလုံးထိန်းကစားနေခဲ့တာကြောင့်ပွဲဟာအနည်းငယ်အေးဆက်နေခဲ့ရပါတယ်ဒီလိုနဲ့ပွဲကစားချိန်33မိနစ်အရောက်မှာတော့စပါရဲ့နောက်တန်းပေါ်ရုံမှုကနေကိုက်စီတို့ကဘောလုံးရယူသွားပြီးလူကတ်ကမခံရတဲ့ဂျာဝပက်ထရိုကိုပေးလိုက်ရာဂျာဝပက်ထရိုကသူ့ရဲ့ဂိုးပေါက်ပျောက်ဆုံးနေမှုကိုအကောင်းဆုံးအဆုံးသက်ကချယ်ဆီရဲ့အနိုင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပါတယ်ဦးဆောင်ကိုရရှိပြီးတဲ့နောက်ချယ်ဆီတင်းတို့ကစားအပေါ်မှုကောင်းမွန်လာခဲ့ပြီးတိုက်စစ်စဉ်ကစားလာနိုင်ခဲ့သလိုစပါတင်းဘက်ကလည်းပြန်လည်တိုက်စစ်စဉ်လာတာကြောင့်ပွဲကပိုပြီးတော့ညှိနှိုင်းလာခဲ့ပါတယ်ဒီလိုနဲ့ဒုတိယပိုင်းပြန်လည်စတင်ရ မှာလည်း Chelsea တင်းကပဲဆက်လက်ဖိအားပေးကစားနိုင်နေခဲ့ပြီးအခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပေမဲ့ JBD ရောအဆုံးသတ်မသေးကြခဲ့လို့နောက်ထပ်ဥဆောင်ကိုရဖို့ Chelsea တို့နင်းနာခဲ့ရပါတယ်။ဒီနေ့ပွဲမှာကွင်းလယ်လူ Myzer Kaisi တို့ဥဆောင်တဲ့ကွင်းလယ်ကစပါရဲ့ကွင်းလယ်ကိုအသာစီးယူကစားပြနိုင်ခဲ့သလိုခန်းစစ်ကစားသမားတွေနဲ့ဂိုးသမား Sir Robert Sanchez ကလည်းအမှားယွင်းမရှိစွမ်းဆောင်ရည်ကောင်းတွေပြသခဲ့လို့စပါတိုက်စစ်ကအသက်မဲ့သွားခဲ့ရတဲ့ ठी ဖြစ်ခဲ့ရပါတယ်။ပွဲကစားချိန်60မိနစ်အရောက်မှာတော့ဘဲတောင်မန်မှာခြေစွမ်းပြနေတဲ့ခါနာချိုကိုထုတ်ပြီးဂီတန်ကိုလူစားလဲကတိုက်စစ်မြင့်ခဲ့ပေမဲ့လည်းဂ ီတန်ကိုတိုင်ကအခွင့်အရေးကိုအလွဲသုံးစားပြစ်ခဲ့တာကြောင့်ချယ်ဆီတို့နောက်ထပ်ဥဆောင်ကိုရဖို့နင်းနာခဲ့ရပါတယ်။အဲဒီနောက်ပိုင်းမှာတော့ခန်းစစ်ကဖိုဖာနာကိုထုတ်ပြီးတိုးစင်ကိုထဲကဂိုမပိယဘူစူးစားခဲ့တာကြောင့်အဆုံးသတ်မှာတကိုးဂိုမရှိဆိုတဲ့ချင်းမြောင်းနဲ့ရလတ်နဲ့အနိုင်ယူနိုင်ခဲ့ပြီးအဆင့်၅ကိုပြန်လည်တလန်းလာနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ဒီနေ့ပွဲမှာကျွန်တော်နားမလည်နိုင်တဲ့အချက်ကတပွဲလုံးဘေးတောင်ပံမှာခြေစွမ်းပြနေတဲ့ခါနာချိုကိုထုတ်ပြီးနီးပြကဘာလို့လူစားလဲပြစ်ခဲ့ရလဲဆိုတဲ့အချက်ပါပဲ။ညာတောင်ပံကနတ်တိုကတကယ်ဆိုရင်ခြေမပေါ်ခဲ့ပါဘူး။ဒါကြောင့်ခါနာချိုကိုလဲမဲ့စာနတ်တိုကို ST ပေါင်းနဲ့ထည့်ကစားခဲ့ရင်နောက်ထပ်ဦးဆောင်ကိုထပ်မံရသွားနိုင်နေနိုင်ခြေကများလွန်ပါတယ်။ဒါကြောင့်မို့နီးပြအန်ဇိုမာရက်စ်ကနေနဲ့လာမယ့်ပွဲစဉ်တွေမှာမှန်ကန်တဲ့လူစားလဲမှုတွေကိုပြုလုပ်သင့်မှာကြောင့်ပြောရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရစေ။ညီကိုတို့တွေအနေနဲ့ကတော့စပါးတင်းကိုနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကချဲစည်းတင်းရဲ့ကစားပုံကိုကြည်နေရလား။ဘေယာတွေကိုမကြည်နဲ့လေ။ဘေယာတွေကလူအပ်ချက်ရှိနေလဲဆိုတာကိုအောက်ကကွန်မန့်ပေါ့တဲ့ဝင်ရောက်ဆွေးနွေးရေးသားပေးခဲ့ကြပါအောင်ခင်ဗျာ။ကျွန်တော်ရဲ့ကိုဆိုင်ရဲ့ချဲစည်းလိုက် YouTube Channel နဲ့ Facebook Page မှာနေ့စဉ်ချဲစည်းသတင်းအကြောင်းအရာတွေနဲ့ပွဲကြိုပွဲပြီးသုံးသက်ချက်တွေတင်ဆက်ပေးနေတာဖြစ်လို့ကိုဆိုင်ရဲ့ချဲစည်းလိုက် YouTube Channel နဲ့ Facebook page လေးကို like and follow subscribe လုပ်ပေးခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ